ဖေဖော်ဝါရီလ21ရက်နေ့နနက်ပိုင်းကဘကိုးတိုင်းဒေသကြီးတောင်ကုန်းမြို့မှာတက်မတော်သား49ဦးစီးလာတဲ့စစ်ရင်ကိုစစ်နှဘိန်ငင်ကညနေချင်းဆိုင်ဝင်တိုင်းမိမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲဒီရေတိုင်းမှုကြောင့်တက်မတော်သား3ဦးသေဆုံးက23ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။ရင်တိုင်းမှုဖြစ်စဉ်ဟာဖေဖော်ဝါရီလ21ရက်နေ့နနက်9:20မိနစ်အချိန်ခန့်က တောင်ငူမြို့နယ်အင်းတိုင်းကျေးရွာလေးတပ်စခန်းရှိရန်ကုန်မန္တလေးပုံမှန်လမ်းမကြီးမိုင်းတိုင်အမှတ်181မိုင်2ဖာလုံးနဲ့3ဖာလုံးကြားရိုးလေးဖရားအနီးမှာတောင်ငူမြို့နယ်အမှတ်1ထောက်ပံ့တဲ့ပို့ဆောင်ရေးတပ်ကတမရော်သား49ဦးကိုတင်ဆောင်လာတဲ့ဖော်ဒစိတ်စစ်စင်းရောင်ရင်ကိုမျက်နှချင်းဆိုင်ကနေတောင်ကနေမြောက်ကိုစောင်းစီပေပါတွေတင်ဆောင်ပြီးမောင်းနှင်လာတဲ့နစ်ဆန်ဒီဇယ်12ဘင်းကားကစစ်ရင်ရဲ့ခါလေကိုဝင်တိုက်မိခဲ့တာဖြစ်ပါတယ်စစ်ကားပေါ်ပါလာတဲ့တမရော်သားတွေဟာ တောင်ငူမြို့မြက်စောညီနောင်ဖရားမှာလှူအားပေးဖို့တွားရောက်มาဖြစ်ပါတယ်။ဆန္ဒဘိန်းကားကိုမောင်းနှင်လာတဲ့ရင်မောင်းဟာအိမ်ငိုက်ပြီးမောင်းနှင်လာရကအရှိန်မထိန်နိုင်ပဲဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ဆန္ဒဘိန်းကားရဲ့ဒရိုက်ဘာဖြစ်သူကိုမြင့်စိန်ကကားတိုက်တဲ့အချိန်မှာမောင်းတာက ဖိုးသားလို့ခေါ်တဲ့စပယ်ယာဖြစ်ပြီးနာမည်အရင်းကိုမသိဘဲရှင်တိုက်မှုဟာတောင်ငူမြို့အထက်မှာဖြစ်ပွားခဲ့ပြီးဖြစ်ဖြစ်ချင်းမှာစစ်သားတွေက၎င်းကိုဝိုင်းပြီးထိုးဖို့လုပ်ကြတာကြောင့်မနှဲရှောင်ခဲ့ရတယ်လို့အခင်းဖြစ်နေရမှာပြောကြားခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရရှိသူ23ဦးရှိခဲ့ရာစကောဦးကိုတောင်ငူမြို့အမှတ်3စစ်မြေပြင်စေယုံကိုပို့ဆောင်ကူတာထားပြီးဒဏ်ရာပြင်းထန်သူ၄ဦးကိုနေပြည်တော်စေယုံကိုနိုင်ပိုင်းတွင်လွှဲပြောင်းပို့ဆောင်ပေးခဲ့ရတယ်လို့သိရပါတယ်။ အဲ့ဒီရင်တိုင်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးကျွန်းကုန်းနယ်မြေရဲစခန်းကအမှုဖွင့်အရေးယူနိုင်ဖို့စီစဉ်လျက်ရှိရလို့သိရပါတယ်။ရင်တိုင်းမှုကြောင့်စနဘင်းရင်ရဲ့ခေါင်းပိုင်းပယ်ချံစစ်ရင်ရဲ့ခေါင်းပိုင်းနဲ့ကိုပိုင်းတို့ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။